တော်လညာချက်မှာလူလူမြမသတင်းထားရဲ့နိုမန်28ရဲ့ညာပိုင်းသတင်းစီစဉ်ကိုကျွန်တော်ကိုစောက်ကတင်ဆက်ပေးပါမယ်။မကွေးတိုင်းတောင်နေကြီးမြို့ကနေဘုံသီးတွေကြီးတွေတည်လာတဲ့စစ်ကောင်မျိုးစား Forgot Z ဟာရခိုင်တောင်နေကြီးလမ်းပိုင်းမှာတိမ်းမောက်ပြီးကားပေါ်ပါလာသူစစ်ကောင်ရှင်တပ်သားအလုံးနီးပါးတိုက်ဆုံသွားခဲ့ပါတယ်။တောင်နေကြီးကထွက်လာတဲ့ဘုံသီးတွေနဲ့လက်နက်တွေကိုတည်ဆောင်ထားတဲ့စစ်ကောင်ရှင်တပ်ဖွဲ့ဝင်ဆက်နှစ်ယောက်ပါလာတဲ့စစ်ကားမျိုးစား Forgot Z ဟာနိုမန်29ရက်နေ့ညနေပိုင်းကရခိုင်ပြည်တောင်တင်းအောင်လံကားလမ်းမပေါ်မှာ အောင်လမြို့နယ်ပရက်ကျဲတိုင်းနယ်အုပ်စုဝကသေးချေးရွာရှိချီဝကသေးတရားပေါ်ရောက်မှာ ရှေ့ဝင်ရိုးကြိုးပြီးတိမ်မောက်ပောက်ခွဲသွားခဲ့တာလို့မြန်မြန်တွေ့ရှိခဲ့တဲ့သတင်းရင်းမြစ်တွေကလူလူမြန်မာကိုပြောပါရယ်ကားတိမ်မောက်ပြီးပောက်ခွဲခဲ့တဲ့အတွက်ကားပေါ်လိုက်ပါပါလာတဲ့ရင်မောင်းနဲ့အတူစစ်ကောင်ဖြစ်တသား၅ဦးနေရာမှာပွေးကြည့်ပြီးတေဆုံးကထိကတဲ့ရရှိသူ9ဦးမှာဒဏ်ရာပြစ်ထတာကြောင့်တေဆုံးသူ၄ဦးထက်ရှိလာတဲ့အတွက်စုစုပေါင်းတေဆုံးသူ9ဦးရှိလာပြီလို့စစ်တပ်ရဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကဆိုပါရယ် ောက်ပွဲဖြစ်ွားခဲ့တဲ့နေရာကိုခြားစစ်ကောင်ရှင်တက်တွေဟာဒဲရတီကိုပရက်ကျက်တိုက်နယ်စေုံမှတစင်းအောင်လံပြည်သူစေုံကြီးကိုလွှဲပြောင်းခဲ့ကတိစုံနဲ့စသားရုံလောင်းတွေကိုလက်ရှိချိန်ထိရှင်းလင်းတာမရှိဘဲလုံခြုံရေးရယူထားလေလို့ဒေသကသတင်းရေးမြစ်တွေကပြောဆိုထားပါတယ်။